ဒီတစ်ခါဖြစ်ပြခြင်းတဲ့အကြောင်းအရာလေးကတော့အနာဂတ်အိမ်အောင်ဖြစ်ရဲ့နာမည်ကိုသိခြင်းနဲ့ဆိုရင်ဘယ်လိုစမ်းသပ်ရမလဲဆိုတာလေးဖြစ်ပါတယ်။အနာဂတ်အိမ်အောင်ဖြစ်ဆိုတာကသင်အနာဂတ်မှာလက်ထပ်မဲ့သူပေါ့နော်။သူ့ရဲ့နာမည်အတိအကျကိုသိခြင်းနဲ့ဆိုရင်စမ်းသပ်လို့ရတဲ့နည်းလေးဖြစ်ပါတယ်။ဒီနည်းကိုမြည်သိနေမှမဆိုစမ်းသပ်နိုင်ပါရဲ့။မြည်သူမဆိုလဲစမ်းသပ်နိုင်ပါရဲ့။ဆိုလိုတာကတော့အမျိုးသားလဲစမ်းလို့ရတယ်အမျိုးသမီးလဲစမ်းလို့ရပါတယ်။ တကယ်လို့တင့်မှာချစ်သူကတော့ရှိပြီးသားအဲ့ဒီလူနဲ့လက်ထပ်ဖြစ်မယ်ဆိုတာမသေးချောင်းဆိုရင်လည်းစမ်းလို့ရပါသေးတယ်အဲနောက်တစ်ခါဒီနေ့ကဘယ်လောက်ထိလွယ်လဲဆိုတော့ဘာမှသတ်မှတ်ချက်တည်းအများကြီးမရှိပါဘူးစာရွက်အဖြူတရွက်လိုပါတယ်စာရွက်အဖြူဆိုတော့သေးသေးတော့မရဘူးပေါ့နော်ဒီလိုစာရွက်အကြီးဖြစ်ရမယ်ပေါ့နော် A4 size လိုအကြီးဖြစ်ရမယ်အဲ့လိုအကြီးကြီးမဟုတ်ရင်လည်းဒီလို ဒီလောက်စိုက်တော့ရှိရမယ်ပေါ့နော်အဲအမင်းအောင်လဲတတ်မှတ်ချက်မရှိပါဘူးမြည်သိနေမှာမဆိုလဲလုတ်နိုင်ပါတယ်အဲ့ဒီစာရွက်ပေါ်မှာဘာရေးရမလဲဆိုတော့သိရင်နာမည်နဲ့သိရင်မွေးနေ့တက်ကြရေးရမှာပါဥပမာပေါ့နော်ဖေဗူအရီလ10ရက်နေ့2000 1999ခုနှစ်မှာမွေးတော့မြင့်မြင့်ရဲ့အနာကအိမ်အောင်ဖက်ကို နာမည်ကိုသိချင်ပါတယ်လို့အဲ့လိုအပြည့်အစုံအတိအကျရေးရပါတယ်ရေးပြီးတော့မှခေါင်းအောက်မှာထားအေးရပါတယ်ဒီနေရာမှာကို့အတွက်ပဲကိုမေးလို့ရမယ်နော်သူများအတွက်ကိုတော့မေးလို့မရဘူးသူများအကြောင်းတော့လည်းလုပ်လို့မရဘူးပေါ့နော်အဲ့ဒီမှာအဲနောက်ထပ်သတိထားစရာအချက်ကလေးတွေတော့ပြောပြချင်ပါတယ်အဲ့ဒါကတင့်ကိုခန္ဓာတန်ရှင်းရမယ်ကိုခန္ဓာတန်ရှင်းမှုဆိုတော့ရေးကြည့်ချိုးရမယ်ပေါ့နော်လျှော် ပြီးသားအဝတ်ကိုဝေ့ရမယ်ပေါ့ စိတ်တတ်မှုလည်းလိုပါတယ်စိတ်တတ်နေဆိုတာကတင်ရတကယ်သိချင်တယ်ပေါ့နော်နောက်တစ်ခါ focus လုပ်ထားရမယ်ဒီအကြောင်းအရာတစ်ခုလေးပဲစိတ်ထဲမှာရှိနေရမယ်ပေါ့နော်အဲ့လိုစာရွက်ရေးတဲ့အချိန်မှာပေါ့အဲ့ဒီအပြင်မှာအဲတင်ဒီလိုနီးကိုစမ်းသပ်မယ်ဆိုတဲ့နေ့မှာဥတွေမစားဘူးလည်းလိုပါတယ်ကျဲဥဘဲဥစသည်ဖြင့်ပေါ့လေဒီတရက်တော့မစားလိုက်နဲ့ပေါ့ညကြာငါဒါလေးလုပ်မယ်ဆိုရင်မနေ့ ဥတွေမစားဘဲနဲ့ရှောင်းလိုက်ပေါ့နော်နောက်တစ်ခါဘာလို့သေးလဲဆိုတော့ဒီလိုစာရွက်ပေါ်မှာအဲ့လိုရေးပြီးတော့ခေါင်းအောက်မှာထားပြီးတော့အိတ်လိုက်တဲ့အချိန်မှာသင်အိမ်မက်ထဲမှာအဲ့ဒီလူရဲ့နာမည်ကိုသိပါတယ်တချို့ကကြတော့အဲ့ဒီနာမည်ကို white book ကြီးမှာအကြီးကြီးရေးထားတယ်လို့ပြောတယ်စလုံးကြီးကိုအကြီးကြီးရေးထားတယ်လို့ပြောနာမည်အပြည့်အစုံတချို့ကကြတော့စာအုပ်ပေါ်မှာရေးထားတာကိုတွေ့တယ်လို့ပြောတယ် တချို့ကကြတော့အဲ့ဒီလိုမဟုတ်ဘဲနဲ့ passport စာအုပ်တို့ဘာလို့တွေ့တယ်လို့လည်းပြောကြတယ်ပေါ့နော်အဲ့တော့တချို့ကြတော့လေအဲ့ဒါမျိုးမဟုတ်ဘဲနဲ့နားထဲမှာကြားလိုက်တယ်ပေါ့ဒီလူရဲ့နာမည်ခေါ်တဲ့အတန်ကိုကြားလိုက်တယ်ပေါ့နော်အဲ့တော့ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်တွေ့ရပေါ့အဲ့ဒီမှာမှဒီနည်းလေးမှာနောက်ထပ်စိတ်ဝင်စားစရာနောက်တစ်ချက်ရှိသေးတာကဒီလူရဲ့နာမည်ကို အများစုကအပြည့်အစုံသိကြတယ် တချို့ကကြတော့ initial letter ကိုပဲသိရပါတယ် initial letter ဆိုတာကအရှိဆုံးစလုံးနာမည်လေးပေါ့နော်ဥပမာဒီလူကဝင်းမောင်ဆိုခဲ့ရင်ဝင်းကပထမဆုံးနာမည်ကိုအဲ့တော့ဝင်းရဲ့အရှိဆုံးစလုံးက W ပေါ့နော်နိုင်ငံခြားသားနာမည်ဆိုခဲ့ရင်လည်း William ပေါ့ဟုတ်လားအဲ့ဒါဆိုရင်လည်း W ပဲပေါ့အဲ့ဒီ W လေးတစ်လုံးကိုပဲမြင်လိုက်တယ်ပေါ့ ဒါပေမဲ့အဲ့ဒီ W တစ်လုံးနဲ့ပေါ့နော်အဲ့လို initial တစ်ခုတည်းမြင်နေဆိုတဲ့လူတွေကကြတော့ဘယ်လိုလဲဆိုတော့အသူတို့ပတ်ဝန်းကျင်မှာအဲ့လိုလူတယောက်က သူတို့ကိုကြိုက်နေတာရှိနေပါတယ်။အဲအကြောင်းမို့သူတို့ကနာမည်အပြည့်စုံမလိုဘဲနဲ့ initial တစ်လုံးနဲ့ပဲသူတို့မက်ကြတယ်ပေါ့နော်။အဲတကယ်လို့ပထမရက်မှာတင်ရအိမ်မမမက်ဘူးဆိုခဲ့လို့ရှင်၃ညအထိဒီ cyber ကလေးကိုခေါင်းအောင်မှာထားအိပ်ပါ အဲသုံးမြလုံးမှမအိမ်မမင်တော့ထုတ်ပြီးတော့လွှတ်ပစ်လိုက်ပါအဲနောက်တစ်ချိန်ပြန်ဆန်းပေါ့နော်နောက်တစ်ခါကျတော့ပြန်ဆန်းပေါ့တင်မလိုအပ်ချက်ရှိနေလို့လဲဖြစ်ကောင်းဖြစ်ပါလိမ့်မယ်အဲဒီနီးလေးကအမျိုးသားအမျိုးသမီးရောသုံးလို့ရပါတယ်ဒါပေမဲ့သူများအတွက်တော့သုံးလို့မရဘူးနော်ကိုကိုအတွက်ကိုပဲကိုသုံးလို့ရမှာဖြစ်ပါတယ်အဲ့တော့စမ်းကြည့်ပါရှင်ကျေးဇူးတင်ပါတယ်အခုလိုအားပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်